သလားပါခင်ဗျာကျွန်တော်ရဲ့ဒုတိယ unit လုံးပိုင်း channel ကမရှိညာအားလုံးအားလုံးနဲ့ဒီဗီဒီယိုလေးကတော့တောက်ရပွဲလေးအတွက် website ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပြီးသွားတဲ့ channel လေးတွေမှာလည်းပဲကျွန်တော်တွက်ပြပေးခဲ့တဲ့လုံးပိုင်း balancing တစ်ချောင်းလုံးပိုင်းလေးနဲ့လည်းပဲဗီဒီယိုအားလုံးနဲ့ညနေခင်းမှာ link တွေထုတ်ထားတာဖြစ်တဲ့အကြောင်းမို့လို့အထိုင်လေးအောင်လေးတော့ပေါ့နော်ပတိကစားတဲ့ message တော့လည်းကောင်းကိုကျန်းနေတာလည်းကစားတဲ့ message တော့လည်းကောင်းအားလုံးတို့အများကတော့အစီအပြေလေးတွေကိုကျွန်တော်စီမံလာထိုးကြတဲ့ message တွေ ဘောလုံးမိတ်ဆွေများရဲ့အဲလာရောက်ကနေတို့အပိမှုရဲ့ဘာလို့ဆိုရင်ပုံပညာအရာပေါ့နော်တွေ့မြင်သိရှိရပါတယ်အဲ့လိုလေးပေါက်ကြတယ်အစင်ပြကြတယ်ဆိုတာလေးကိုမြင်ရတဲ့အတွက်လည်းအထူးကျဝမ်းသာပါတယ်ခင်ဗျာအဲ့တော့ဆက်လက်ပြီးတော့လည်းတောက်ကြပွဲလေးအတွက်ပေါ့နော်လုံးပိုင်းလေးတွေမှန်အောင်ရဲ့မင်းရောကလည်းမိအောင်လည်းဆိုပြီးတော့ဒီချာလေးတွေတောက်ကြပွဲလေးအတွက်ကိုကောင်းဆုံးလေးဖြစ်အောင်စူးစမ်းပေးထားပါတယ်အဲ့တော့ရရှိလာတဲ့အတွက်ဆိုင်လုံးပိုင်းလေးကတော့6395ဒီတုံးလုံးပေါင်းချင်ပါခင်ဗျာ ဒီလုံးလုံးပေါင်းခြင်းဒီ400ပါတယ်ဒီနောက်ထပ်ဒီနှစ်နဲ့လေးနှစ်ဆိုတဲ့လုံးပိုင်းကိုပြေးတယ်ဗျာဒီလေးနှစ်လုံးပိုင်းဒီ၄၅၉နှစ်ဆိုတော့၄ရောနှစ်ရောလုံးပိုင်းဒီဆင်းခဲ့တယ်ပြီးရင်၇နှစ်၆ပေါင်းတဲ့အခါမှာဆိုရင်9 3လုံးပိုင်းနေလေပဲ9 3ဆိုတော့3တလုံးလုံးပိုင်းမှန်တယ်။ပြီးရင်9 1 9ပေါင်းတဲ့အခါမှာဆိုရင်9 3လုံးပိုင်းထက်ရတယ်ဗျာ။အဲ့တော့ဒီ9 3လုံးပိုင်းဒီလေပဲ9 6ဆိုတော့9တလုံးပိုင်းဆိုပြီးတော့ဆက်စင်းတယ်။ပြီးရင်နောက်ထပ် ဘာရမလဲဆိုရင်6ခွန်8ပေါင်းတဲ့အခါမှာဆိုရင်1 1နဲ့ခန့်ဒီ8နဲ့ဒီ1 8လုံးပိုင်းနေလေးပဲဒီမှာဆိုရင်1 8 1 6ဆိုတော့1ရော8ရောလုံးပိုင်းဒီဆက်တိုက်မှန်လာခဲ့တယ်ပြီးလာခဲ့တယ်ဆိုတဲ့အခါကျတော့ဒီပဲချက်လေးပါတက်ဆက်တဲ့ဆက်ပြီးတော့လုံးပိုင်းဒီဆက်ရှိပါမယ်6 6ပေါင်းတဲ့အခါမှာဆိုရင်4 4နဲ့ခန့်ဒီ2နဲ့လေးနှစ်လုံးပိုင်းလေးပဲ6နှစ်4ဆိုတော့4ရောနှစ်ရောလုံးပိုင်းကြီးမှန်တယ်။5 6ပေါင်းတဲ့အခါမှာဆိုရင် နှစ်လေးလုံးပိုင်းရမယ်ဗျာအဲဒီနှစ်လေးလုံးပိုင်းကလည်း၄ချောင်းဆိုတော့၄လုံးပိုင်းရမယ်ပြီးရင်နှစ်၃၉ပေါင်းတဲ့အခါမှာလည်းလေးနှစ်ဆိုတဲ့လုံးပိုင်းနဲ့လေးခွန်ဆိုတော့လေးလုံးပိုင်းရဆိုပြီးတော့ဇက်တိုက်ပုံမှာပေါ့နော်လုံးပိုင်းသွားစားကြည့်ရမယ်မှန်လာခဲ့တယ်ပြေးလာခဲ့တာလေးပဲဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးမှန်လာခဲ့တယ်ပြေးလာခဲ့တယ်ဆိုတော့တော့ဆိုင်အတော်လာခံပြီးတော့ပဲကျွန်တော်တော့ကျွန်တော်မိတ်ဆွေများအားလုံးကိုပေါ့နော်တောက်ကြဘွက်အတွက်ရှားထားတဲ့လုံးပိုင်းလေးကတော့၄၃၁ပေါင်းပါပဲပေါင်းလိုက်တဲ့အခါမှာဆိုရင်၈ ရှင်းနက္ခတိတင့်နဲ့ရှင်းတက်ဆိုတဲ့ပေါ့နော်လုံးပိုင်းလေးကိုထိမိစွာဖြင့်ရရှိလက်ကဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့တောက်ကြဝန်းလေးအတွက်လုံးပိုင်းကိုပြောပါဆိုရင်တော့ရှင်းနက္ခဆန်းနယ်တမိအတွက်ရဲ့ညနေခင်း၄နာရီခွဲတော့ရဲ့ရရှိထားတဲ့လုံးပိုင်းလေးကတော့ရှင်းတက်ဆိုတဲ့လုံးပိုင်းတွက်စာကြီးပဲဖြစ်ပါတယ်ခင်ဗျာဒီဒီလုံးပိုင်းမှာဆိုရင်လည်းမိတ်ဆွေတို့မှအကြိုက်ကြတာတိုင်းနေတဲ့ကလေးပေါ့နော်ကိုကျန်တဲ့တဲ့ခန်းလေးတွေရရှိရဆိုရင်ဒီလုံးပိုင်းနဲ့တွက်ဆာလေးပါလေကစားအသုံးပြုလို့ရပါတယ် ပြီးတော့ကျွန်တော်ဆက်ပြပေးမယ်ဘရိတ်တိုင်းမင်းအော့ကကိုလည်းဆက်ပြီးတော့ဒီဗီဒီယိုထဲမှာပါမှာဖြစ်တဲ့အတွက်ကြောင့်လည်းကျွန်တော်ဆက်ပြပေးတဲ့ဖိုင်ကန်လေးနဲ့ကစားခြင်းနဲ့အတုပ်ပြခြင်းနဲ့မိတ်ဆွေများအားလုံးလေးပဲဒီဗီဒီယိုကိုမဆိုးသွားပဲပြီးတဲ့အထိပေါ့နော်ဆက်ပြီးတော့ကြည့်ရှုသွားလိုက်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရရှိထားတဲ့ဖိုင်ကန်လေးကိုတစ်ချက်ဆက်ပြီးတော့ဆွဲပြပေးမယ်ပေါ့နော်အဲ့တော့ဖိုင်ကန်လေးဆက်ပြပေးခြင်းမှာကျွန်တော်မိတ်ဆွေများအားလုံးအားလုံးလေးပဲ တော်တော်များလေးသတိထားပြီးသားဖြစ်ပါတယ်တော်တော်များလေးပဲဒီဗီဒီယိုလေးမှာကြည့်ရှုတဲ့မိတ်ဆွေများလည်းကနေပါပါကျွန်တော်မိတ်ဆွေများလည်းကနေပါအဲ့ဒီတော့မိတ်ဆွေများအနေနဲ့တို့ဒီကနေ့များထိုးမယ်စကောမရှင်ရောင်းများပြန်ပြီးတော့တင်ဖို့ပေါ့နော်ဆက်သွယ်အားပေးမယ်ဆိုရင်လည်းဆက်သွယ်အားပေးလို့ရအောင်ကျွန်တော်ရဲ့ဆက်သွယ်ရမယ့် Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်လေးကိုထည့်ထားပေးပါရခင်ဗျာဆက်သွယ်အားပေးမယ်မိတ်ဆွေများအားလုံးပဲကျွန်တော်ရဲ့ Viber Telegram ဖုန်းနံပါတ်ကတော့39969686နဲ့290ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဆက်သွယ်အားပေးတဲ့အခါမှာလေးပဲ မဲစေတို့အနည်းနဲ့ပေါ့နော်ရုပ်ကြီးစိတ်ချမှုအပြေဝါထားပြီးတော့လာရောက်သက်သက်ကနေတို့အပြေနိုင်ပါလေအယောဇာနေရတော့80စားပါဒါအပြင်ကျွန်တော်စီမံလို့ရကနေတို့အပြေကြတဲ့မိစေတိုင်းအလုံးအလုံးကမိတူမျိုးဆိုပါမိမိတို့ချစ်ခွဲထောင်ချက်ဖို့စတင်ရှိတာနဲ့ကော်မရှင်ကိုထိုးတာပြီးကော်မရှင်ရောင်းပြန်နေတဲ့မိစေများပဲဖြစ်ပြီးကော်မရှင်ကိုမာရကနေစပြီးတော့အထူးအကျိုးခံစားဖို့လိုနေတယ်ရရှိပိုင်ဆိုင်သွားပါမယ်၃တောင်းနဲ့၃တောင်းကျအထက်ဆိုရင်တော့ကော်မရှင်ကို600ကျပ်လို့ရရှိပါမယ်။၅တောင်းနဲ့၅တောင်းကျအထက်ဆိုရင်တော့ကော်မရှင်ကို900ကျပ်လို့ဆိုပြီးတော့ဗျာ မစီတို့ထိုးခြင်းညာညာလို့ရောင်းအားလေးတွေတက်ပြီးအလျောက်လေးပဲတက်မှတ်ထားတဲ့နှောင်းသားလေးလားရရှိမဲ့ကော်မရှင်နှောင်းသားလေးတွေအဲရရှိမဲ့ဘောနော်အကျိုးခံစားဖို့ဘောနော်ကော်မရှင်နှောင်းသားလေးတွေကလည်းပဲအမြင့်ဆုံး15ရောက်ပဲနည်းလေးပဲတိုးမြင့်ပြီးတော့လည်းအဒီဒီရရှိပန်းဆိုင်ကောင်းမဲ့အခွင့်အရေးအကျိုးခံစားဖို့နည်းတွေအပြေဝအပြေလို့လုံဆောင်ပေးထားပါတယ်ခင်ဗျာအဲ့တော့မင်းစင်ကအားလုံးအားလုံးလေးပဲအရောအစားပိုင်းမျိုးကြီးပိုင်းနဲ့ပတ်သက်ပြီးပါတော့ကျွန်တော်ဒီလေးပဲကိုယ်အရင်အလုပ်ဆောက်လို့ရခဲ့တဲ့ကဒီနေ့အချိန်ကာလဒီလေးပဲ ညီတို့ဒုတိယပေါ်ကုန်များလည်းပဲလိမ့်လိမ့်များစားခဲ့တာမျိုးလည်းမရှိခဲ့ပါဘူးခင်ဗျာအဲဒီတော့လိမ့်လိမ့်များစားခဲ့တာလည်းမရှိခဲ့တဲ့အနေအားနည်းနည်းချင်းခါလာမှာဆိုရင်လည်းဒုတိယနှစ်ပြီဆိုတော့နံပါတ်တော်နဲ့နံပါတ်ပြဲမရှိရက်တည်လောက်ကညာခဲ့တဲ့ဒုတိယလည်းဖြစ်ပါတယ်အဲဒီတော့ကြောင့်လည်းလူစင်များအလုံးမဲ့ရောရဲ့ channel ဒီမှာလေးလာကြည့်မယ်ဆိုရင်လည်းသိနိုင်ပါတယ်လူစင်များအလုံးပေါ်မှာလည်းပဲဘောနမလိမ့်နဲ့ညာဘင်းနဲ့အယောအစားပိုင်းငွေကြီးချိပိုင်းညီရရှိမှာပေါက်ပြီးပိုင်းအပြင်ကော်မရှင်ရရှိမှာအပိုင်းတွေမှာစတဲ့တွေကြားလေးနဲ့ပြည်ပြောင်းရတယ်ပြည်တော်တော်ဆောင်ပေးပါတယ်ဒီအတွက်ကြောင့် မိတ်ဆွေများကနန်ထိုးအားပေးမယ်ကွန်ပျူတာများပြန်ပြီးတော့တင်မယ်ဆိုတော့မိတ်ဆွေများအားလုံးလည်းစိတ်ချလက်ချနဲ့တော့ဒီမှာလေးရေးစားသားနေရောအတန်းနဲ့ပါဒီစားလေးရေးပြန်ပြပြပေးထားတယ်။ Viber ဖုန်းနံပါတ်ကိုပြောင်းချိစိတ်ချစွာတယ်လီဂရမ်ဖုန်းနံပါတ်ကိုပြောင်းချိစိတ်ချစွာဖြင့်စက်တဲ့ကနန်ထိုးအားပေးနိုင်ပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်ရရှိထားတဲ့ Play Line ပုံစံလေးကတော့ဒီမှာရှိနေတဲ့ခွန်တစ်ဒီနှလုံးပေါင်းတာပါ။ဒီနှလုံးပေါင်းခြင်းဒီ၈ပါး၈ပါးဝပြီး၃နဲ့ဒီ၈၃ပြိုင်လိုင်းကြီးလည်းပဲ၆မှတ်ဆိုတော့၈ပြိုင်လိုင်းကြီးဝင်ခဲ့တာပါ ဝမ်းကျင်းနေအလုံးပိုင်းနေတဲ့သူနှစ်တလုံးလုံးပိုင်းရဆိုပြီးတော့စင်လာခဲ့ပြီးတော့ချောင်းနေဆိုတဲ့တကွာဒီဒီမှာဘူးလိုလေးအောင်လို့ပေါ့နော်ပြီးရင်ခွန်တော်ပေါင်းတဲ့အခါမှာဆိုရင်35ပြိရမယ်ဒီ35ပြိကလည်းလေ6ဆိုတော့35ပြိစင်နေဝမ်းကျင်းဒီအလုံးပိုင်းကြီးလည်းလေလေးတလုံးလုံးပိုင်းရဆိုပြီးတော့စင်ခဲ့တယ်အဲ့တော့လေးတလုံး39ပဲနဲ့ဆိုတော့46ဆိုတဲ့တကွာတဆိုင်နေပဲပြီးကြတယ်ပေါ့ဗျာပြီးရင်နောက်ထပ်36ပေါင်းနေဆိုရင်61ဆိုတဲ့ ဒီပရိလိုင်းကနေပြီးတော့လည်းလေးခွန်ဆိုတော့ဒီပရိလိုင်းကြီးဝင်တဲ့လုံးပိုင်ကြီးလေးတလုံးလုံးပိုင်ရယ်ဆိုပြီးတော့ဝင်လာခဲ့ခြင်းဖြစ်တဲ့အတွက်ကြောင့်လေးခွန်တက်ခွန်ဆိုတာလည်းပဲဒီလိုလေးအောင်ခဲ့တာလေးတွေပဲဖြစ်ပါတယ်။အဲတော့ကျွန်တော်ကစားရမယ့်ဒီတောက်ချပွဲလေးဖြစ်တဲ့ပရိလိုင်းကိုပရိလိုင်းကတော့ပေါ့နော်၉တုံးဒီနှလုံးပေါင်းတာပါပေါင်းတော့2နှစ်ပါမှာဒီခွန်နဲ့2ခွန်ပရိလိုင်းနဲ့ နှစ်ခွန်ပရိတ်လိုင်းဆိုတာလေးနဲ့ကစားအတုံးပြရမှာဖြစ်ပါတယ်အဲ့တော့ရှစ်ကိုနှစ်ပဲဖြစ်အောင်ဆိုရင်ရှစ်လေးရှိမယ်ရှစ်ကိုခွန်ဖြစ်အောင်ဆိုရင်ရှစ်ကိုရဲ့၁၁၁၆ရဲ့ဆိုပြီးတော့ဒီ main လေးကိုအတွက်ဆက်ပြီးရှိထားပါတယ်အဲ့တော့ဆန်းနိုင်တဲ့မြင့်အတွက်ရညနေခင်းလေးနိုင်ခွဲတော်ရဖြစ်တဲ့အတွက်ကြောင့်မို့လို့မစင်ရအားလုံးလည်းဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ကျွန်တော်ရဲ့တွက်ဆိုင်အတွက်လာလေးကိုအားလုံးနဲ့အကြိုက်ပြုလို့တက်နေတဲ့လို့ကစားအတော်ကြီးကိုမစင်ရအနေနဲ့လည်းအားလုံးစိတ်ကြ မိမိတိုင်းပြည်သက်တူလေးဒီတော့ကစားအသုံးပြုနေပါတယ်မိမိလေးနဲ့လုံးဝကြည့်တယ်နဲ့တိုင်းပြည်သက်တယ်ဆိုရင်လုံးဝကြည့်တယ်ပေါ့ဗျာနောက်ပိုင်းကြည့်တယ်နဲ့တိုင်းပြည်သက်တယ်ဆိုရင်လည်း byline နဲ့တိုင်းပြည်သက်တယ်ဆိုရင် byline ကြည့်တယ်ပေါ့နော်ကိုတိုင်းပြည်သက်တူလေးလည်းဖြန့်ကျက်ပြီးတော့လေဒီတော့ကစားအသုံးပြုလို့ရပါတယ်ခင်ဗျာအဲ့တော့မိစင်များအားလုံးလည်းကျွန်တော်ရဲ့ website video လေးတွေကရရှိထားတဲ့ဒီကနေ့လေးတွေကိုတွေ့ရှိပြီးနောက်မှာပေါ့နော်ဆိုတော့အားလုံးလည်း အကြိုက်တွေကိုနေပတ်တယ်ဆိုရင်ဒီကုန်းကစားအသုံးပြုလို့ရပါပြီကျွန်တော်မြင်ချင်အားလုံးအားလုံးလေးပဲဒီ website ကြီးတွေကရရှိလာတဲ့ကနေ့လေးတွေလည်းပဲ main query ကိုရွေးချယ်ပေးထားတာလေးကတော့ဒီ6ဆိုတဲ့တစ်ကွက်ကိုပေါ့နော်ရွေးချယ်ပေးထားပါတယ်ခပီးတာဆိုရင်တစ်6တစ်ကွက်ဆိုတာလေးကလည်းပြန်ချဆိုတာလေးရတယ်ပြင်မလာနိုင်ပြောရလို့မရအခင်လည်းတော့တစ်6တစ်ကွက်ကိုတော့ကျွန်တော်အနေနဲ့ main query အနေနဲ့ရွေးချယ်ထားပါတယ်ခင်ဗျာ ဲ့တော့မိတ်ဆွေများအားလုံးလည်းပဲကျွန်တော်ရဲ့ website channel လေးနဲ့အတူအားလုံးအစီအစဉ်ခံစားကြပါစေအားလုံးတို့မိတ်ဆွေများအပိတ်ပေါ်လေးမှာလည်းထပ်မံပြီးတော့လုံးပိုင်းလေးအောင်ပြီးတော့ပေါ့ပေါ့လေးမိကြပါစေအားလုံးအစီအစဉ်ခံစားကြပါစေခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ website ကရရှိတဲ့ဒီ channel လေးတွေကိုထိုးထွင်းလို့ပဲပြပြပါအခြားသောမိတ်ဆွေတို့ဆိုင်းတက်တဲ့ပုံပြမြေပြင် channel ကိုမဆိုပါသက်တွေအားပေးမယ်ကော်မရှင်အောင်များပြန်ပြီးတော့တင်ရဆိုတော့ကျွန်တော်မိတ်ဆွေများအားအားလုံးပဲကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုတခြားလေးလာတစ်ခေါက်ပြန်ပြောပေးပါမယ် Viber Telegram ဖုန်းနံပါတ်ကတော့0698 399689682နဲ့69မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပိတ်ရှင်လေးကတော့မနေ့ကမှဆိုရင်7နာရီ50ပါညနေခင်းမှာဆိုရင်တော့3955မိနစ်ခန့်ကနေထိုးချိန်ကိုရရှိပါမယ်ခင်ဗျာအဲ့တော့ဆက်တဲ့အားပေးကြမယ်ကျွန်တော်မိတ်ဆွေများအားလုံးလည်းပဲကျွန်တော်အနေနဲ့ယခုပြ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 လိုက်တဲ့ပိတ်ရှင်လေးမတိုင်းခင်ပါလေဒါကြောင့်ဆက်တဲ့ကနေ့တို့အားပေးဖို့အတွက်ကိုလည်းလည်းဆက်လုပ်နေနေဖြစ်ကောပါတယ်ခင်ဗျာအဲ့တော့လာမယ့် Sunday ပေါ့နော် Sunday နေ့အမှလည်းပဲသတိတိချက်ကြီးတွေဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်သတိတိတော်စာကြည့်လို့လည်းကျွန်တော် တင်ပေးပါမယ်ပြီးလို့ရှိရင်သတိတော်ဆိုင်ပြီသတိကိန်းန်းလေးတွေထိုးကျင်နေဆိုရင်လည်းယခုတောက်ကြနေရမှာစပြီးတော့ပေါ့နော်သတိကိန်းန်းလေးတွေကိုလည်းပဲကြိုတင်မှုတွေငါရောက်ကနထူအပ်ပြုလို့ရပါပြီမင်းစီတို့အားလုံးကိုပြေပြပေးပါတယ်ခင်ဗျာမင်းစီတို့အားလုံးအားလုံးလည်းပဲကျွန်တော်အနေနဲ့ထပ်မံပြီးတော့ဆုမကောင်းတောင်းပေးပါမယ်အားလုံးအစဉ်ကြီးကံကောင်းကြပါဘူးအားလုံးတို့မင်းစီများလည်းသူတွေမှာပေါက်ကြပြီးတော့ဒီတစ်ပတ်မှာလည်းအမြဲဆုံးလေးတွေအားလုံးတို့မင်းစီများအပြည့်အစုံရှိပိုင်နိုင်ကြပါစေဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ